င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DBPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမကွေးတိုင်းပခောက်ကူမြို့နယ်မှာရွေးကောက်ပွဲဝင်ပြိုင်မဲ့အမတ်လောင်းကိုနိုဝင်ဘာလ28ရက်မနေ့9နာရီလောက်မှာလက်နက်ကအဖွဲ့တစ်ခုကဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ပခောက်ကူမျိုးအရှိဘက်ကအေးကျွရွာမှာနေတဲ့ပြည်သူပါတီအမတ်လောင်းဝေလင်းထက်ကိုလက်နက်ကင်အဖွဲ့တစ်ခုကအိတ်ထိလာဖန်သွားတာဖြစ်ပြီးတော့ဘယ်ကိုဖန်သွားတယ်ဆိုတာမသိရသေးဘူးလို့ဆိုပါရတယ် လက်နက်ကိုင်အဖွဲ့တစ်ခုကဖက်စီသွားခဲ့တဲ့အမတ်လာဝေလင်းထက်ဟာဒီဇင်ဘာလ2ရက်ညနေပိုင်းအထိပြည်လဲလွမြောက်လာတာမရှိသေးဘူးလို့ပခုတ်ကူမျိုးကန်ကပြောပါရတယ်။ အမတ်လာဝီလင်ထက်ဖမ်းဆီးခဲ့ရပြီးတဲ့နောက်အေးချုံရွာကိုစစ်ကောင်စီတပ်ဖွဲ့တွေရောက်လာကရွာက9ရောက်နဲ့အေးချုံကျေးရွာအနီးကျွဲတဲ့ကနားရွာကရွာက10ရောက်ထက်မနည်းကိုပခောက်ကူတမတရားတစ်အတွင်ဖမ်းဆီးခေါ်ဆောင်သွားကြပြီးတချို့ပြန်လွတ်လာပေမဲ့တချို့ကတော့ဒီဇင်ဘာလ2ရက်ညနေပိုင်းအထိတမတရားတစ်ထဲမှာဆက်လက်ဖမ်းဆီးခံထားရတယ်လို့ဆိုပါတယ်ဖက်စီခရရတဲ့ဝီလင်းထက်ဆိုသူဟာလူမှုရေးကိစ္စတွေနဲ့လောင်းကစားကိစ္စတွေလည်းရှိတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကဖဏလာဆိုတာနဲ့ပြူစောထီတွေဘက်ကဖဏလာဆိုတာကိုအသေးချာမသိရသေးဘူးလို့ပခောက်ကူအခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါရရှင်မင်းကြီးမျိုးနယ် CDM CEO အုပ်ကြီးဒေါက်တာဒေါခင်သူသူလွင်ကိုဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးမိသားစုဝင်တွေကတရားမျှတမှုရရှိဖို့လိုလားနေသလို NUG အနေနဲ့လည်းပြောဆိုညှိနှိုင်းတာတွေဆောင်ရွက်နေတယ်လို့သိရပါဗျ။တိရိတရင်ပေးပို့ထားပါရရှင်။ စကိုင်းတိုင်းမင်းကြီးမြို့နယ် CDN စီးရုံအုပ်ကြီးဒေါက်တာဒေါခင်းသူသူလွင်ကိုမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးခဲ့တဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာပါတယ်။ CDN စီးရုံအုပ်ကြီးဒေါက်တာဒေါခင်းသူသူလွင်ကိုနိုဝင်ဘာလ30ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာတပ်ဖွဲ့ဝင်တွေကတင်တော်ရွာကသူမရဲ့စီးကမ်းမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဆရာဝန်ကြီးကိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရုံးမှာစစ်ဆေးနေပြီးအဲ့တွေ့ခွင့်တော့မရှိဘူးလို့မိသားစုနဲ့နှိစက်သူတွေကပြောပါတယ်။ ာကြီးကမတရားဘူးဆိုတာကြီးပြည်ရဗျာဆရာဝန်ကြီးကအေးမေးဆရာရှိတယ်ဆိုလို့ရှိရင်ပြောဆရာရှိတယ်ဆိုရင်ဒါမှမဟုတ် discount လုပ်ဆရာရှိတယ်ဆိုလို့ရှိရင်ဆရာဝန်ကြီးရှိတဲ့စေကမ်းမှာစကားပြောလို့ရတယ်ပြင်ပြပြောလို့ရတယ်အမျိုးသမီးဆရာဝန်ကြီးပြရနော်တော်သူတို့ကဘလို့မျိုး rules and regulation တွေနဲ့လောက်တာလဲဘလို့ချိန်ဆော့ comment တွေလဲကျွန်တော်လည်းမပြောရဘူးဒါပေမဲ့ကျွန်တော်ကတော့တာကြီးလုံးဝလက်မခံဘူး မီဒီယာနဲ့ပဲကျွန်တော်တို့သူတို့ကိုရှင်းနေတော့ရင်းနေတော့သူတို့ရဲ့လုံရက်ကိုရှုံချကြအောင်ကျွန်တော်တို့ထင်တာမြင်တာရှိအောင်လုပ်လို့ရမယ်ကျွန်တော်တို့ကဘာလဲနဲ့ဆိုတော့ဘာမှရှိတာမဟုတ်ဘူးလေပြည်သူကအဲ့တော့စီဒီအန်ကြီးကကြာရင်ကြောက်နေရပြီသူတို့မိသားစုနဲ့နှိစက်သူတွေကတော့ဒေါက်တာဒေါခင်တူတူလင်ကိုဆွဆွဲထားတဲ့အမှုတွေကမကန်မှုမရှိတဲ့အတွက်ဆရာဝန်ကြီးနဲ့ပတ်သက်ပြီးတရားမျှတမှုရရှိဖို့လိုလားနေကြပါတယ်ဆရာဝန်ကြီးဟာမင်းကင်းမြို့နယ်ကတော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကိုစစ်ကူတပေးနေတယ်လို့ ကျေးလက်ကျမရေးလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗျ။အမျိုးသားညီညွတ်ရေးဆိုရာပြည်ထရေးနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့စီဒီအန်ဆေးရုံအော်ဒေါက်တာခင်တူတူလင်းကိုလက်နက်နဲ့ငွေကြေးပြန်မအပ်လို့အမှုဖွင့်ထားတဲ့အတွက်ဖမ်းဆီးတာဖြစ်ပြီးအမျိုးသမီးရဲမီမထည့်ပေးနိုင်ခဲ့တာရုံးရင်းဆန်ကဖြစ်လို့ပြည်သူတွေစိတ်မချမ်းမြေ့ရတဲ့အပေါ်တောင်းပန်တယ်လို့ဒီသမလာတရက်နေ့ကထုတ်ပြန်ထားပါဗျ။ဒေါက်တာဒေါခင်တူတူလင်းခဒေါက်တာဒူးဟာ2021ခုနှစ်ဧပြီလ17ရက်ကနေ2024စက်တင်ဘာလ19ရက်နေ့အထိ မျိုးသားညီညွတ်ရေးဆိုရမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတာဝန်ကနေရနာပြီးချိန်မှာလုပ်ငန်းဆိုင်ရာစီးရင်စရာတွေရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စရပ်တွေကိုမရှင်းလင်းခဲ့ဘူးလို့ဆိုပါရတယ်။ဒါကြောင့်လက်ရှိမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံစီကိုလုပ်ငန်းဆိုင်ရာစီးရင်စရာတွေလွှဲပြောင်းပေးဖို့အချိန်ချင်းတရားဝင်စာပေးပို့ခဲ့ပေမဲ့လာရောက်မဖြေရှင်းတဲ့အတွက် အခုလိုဖမ်းဆီးရတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါရတယ်။လက်ရှိမှာတော့ CDN ဆေးရုံအုပ်ဒေါက်တာဒေါခိတူတူလွင်အမှုကို ရဲလုံငန်းစဉ်အတိုင်းလှုပ်ဆောင်နေသလို Energy Syrian ဆက်ဆက်ကော်မတီအနေနဲ့လည်းပြောဆိုညှိနှိုင်းဆောင်ရွက်နေရလို့ Energy ပြောခွင့်ရဦးနေဖုံးလက်ကပြောပါရယ်ဒီအမှုဖွင့်ထားတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရဲဘက်ကတော့ဒီရဲလုံငန်းစဉ်အတိုင်းဆက်ပြီးတော့လှုပ်သွားဖို့ရှိပါလိမ့်မယ်အဲပြီးတော့ဆရာမကြီးကတော့ဒီအဲကျမရေးစီဒီယန်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ NUG မှာရှိတဲ့ CDN Success Committee ပေါ့နော်ဒီ committee နည်းနည်းလည်းအဲဒီကိစ္စကိုဒီအကောင်းဆုံးဖြစ်နိုင်မှုပေါ့နော်ဆောင်ရွက်နိုင်မှုချိတ်ဆက်ဆောင်ရွက်နေတာလည်းရှိပါတယ် ဒီ CDN ဆက်ဆက်ကော်မတီရဲ့ဒုက္ခဖြစ်တယ်ပေါ့နော်ဆရာကြီးဒေါက်တာဇော်ဝေဆိုးကိုရိုင်းလည်းဆရာမကြီးနဲ့ဆက်သွယ်ပြီးတော့စကားပြောဆိုခဲ့တာလည်းရှိတယ်လို့သိရပါတယ်ဗျာဒေါက်တာဒေါခင်သူလင်ကိုမြင့်ကြီးပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာကအင်အားသုံးဖမ်းဆီးရတဲ့ပတ်သက်လို့ကျင်းဝတ်တွေမလိုက်နိုင်ခဲ့ဘူးဆိုပြီးပြည်သူ့ရဲ့ကြားမှာဝေဖန်နေကြပါတယ် CDN ဆေးရုံအုပ်ဒေါက်တာဒေါခင်သူလင်ကိုမျိုးသားညီမျိုးဆိုရတရားရုံးဌာနကရစကြီးပုံမှန်၄၆၄၉နဲ့အမှုဖွင့်ရေးယူထားတယ်လို့သိရပါတယ်ကျမဒီရီပါ စကိုင်းတိုင်း၆ဦးမြို့နယ်ကကြီကုန်းရွာသားတယောက်ကိုစစ်ကောင်စီတပ်ကဒီဇင်ဘာလ၂ရက်မနေ့ပိုင်းမှာတပ်ဖြတ်ပြီးဒေသခံတွေကိုလည်းဖမ်းဆီးထားတယ်လို့ကြီကုန်းဒေသခံတွေစီကသိရပါတယ်။နိုဝင်ဘာလ30ရက်နေ့ညနေပိုင်းမှာခင်မွန်ရွာကနေစတင်စစ်ကြောင်းထိုးပြီးကြီကုန်းရွာကနေ၆ဦးမြို့ထွေအုပ်ရုံအတွင်းကိုဝင်ရောက်သွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီဇင်ဘာလတရက်ညနေခင်းပိုင်းမှာ6ဦးထွေအုပ်ယုံကနေကြည်ကုန်းရွာကိုပြန်လည်ဝင်ရောက်လာတာလို့ဆိုပါတယ်စစ်ကောင်စီတပ်ဝင်လာတဲ့အချိန်ရွာထဲမှာကြက်ခဲတဲ့သူတွေကိုရွာရဲ့စာတင်ကျောင်းမှာဖမ်းဆီးပြီးတပ်ကြီးရွယ်အိုတွေကိုပြန်လှုပ်ပေးကရွာသားတယောက်ကိုလည်းတပ်ဖြတ်ထားတယ်လို့ဒေသခံကပြောပါတယ် စစ်ကောင်စီစစ်ကြောင်းကကြီကုန်းရွာတွေကနေမထွက်သေးတဲ့အတွက်တပ်ဖြတ်ခံထားရတဲ့ဥအောင်လေးခိုင်ရဲ့အလောင်းကိုရွာသားတွေအနေနဲ့ကောက်ယူနိုင်တာမရှိသေးပဲအဖက်ခတ်ထားရတဲ့အရေးအတွက်ကိုလည်းမသိရသေးဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်က6ဦးမြို့နယ်အတွင်းကိုစစ်ကြောင်း3ကြောင်းနဲ့ထိုးစစ်ဆင်မှုပြစ်ဆင်နေတယ်လို့သိရပါတယ်ရှင် TPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင်